မီမင်္ဂလာပါကုလူတို့အခုကျွန်တော်ကစိုင်းစရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုအပိုင်း30ကိုဖတ်ပြတင်ဆက်ပေးခြင်းပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ဝိညာဉ်ကိုခိုးတွေ့သူကျွန်တော်ကမနက်စောစောလမ်းလျှောက်ရန်အဆောင်ပေါ်ကဆင်းခဲ့သည်အဆောင်ရှိအုပ်ခုပေါ်တွင် PD ဝတ်စုံအဖြူနှင့်ထိုင်နေသောမမမြမျိုးတွေ့လဲရသည် သူကထုံးစံအတိုင်းဘောင်းမီအဖြူအရှိစပုတ်ရှက်အဖြူလေးကိုဝတ်ထားသည် မော်နင်းမမမြမော်နင်းဆရာ PD မဆင်းဘူးလားဟွန်း ဆောင်ကတော့ PT ဆင်းမလို့ဆိုပြီးထွက်လာတာ။ဒါပေမဲ့မဆင်းကျင်တော့လို့ဆရာကလာစောင့်နေတာ။တယောက်ယောက်ကိုခေါ်ခိုင်းလိုက်ရောပေါ့။ရောက်နေတာကြားပြီလား။ခုပဲ။လာ။ကျမတို့တထုံလန်းတိုင်းရှောက်ရအောင်။ပြီးရင်လဲတန်းမှာဥချစ်ဆိုင်သွားထိုင်တာပေါ့။သွားလေ။မမမီကိုကြည့်ရတာ။မနေ့ကနေမတူဘူး။ညအိပ်ပျော်ရလား။ ကျေးဇူးပဲဆရာ မနေ့ကဆရာဈေးဝယ်ပေးလို့ညကောင်းကောင်းအိပ်ရတယ်ဒါနဲ့ကျွန်မပတ်စံပြန်ပေးရအောင်မယ်မပေးနဲ့တော့လေတဖက်ရည်တိုက်ဖို့ဈေးဘူးက၁၂ကျက်တောင်ဆိုထမင်းရော်လဲစားမယ်လေကျွန်တော်တို့ဒန်နက်စကွင်းနေနားအရောက်တွင်ဒီနားအဆိုင်မှာပဲထိုင်လိုက်တော့မယ်ဘလို့လေထိုင်လေကျွန်တော်တို့ ဝန်ထမ်းတန်းလျားတွင်ဖွင့်ထားသည့်ဆိုင်ထဲကိုဝင်လိုက်ကြသည် ကျွန်တော်ကထမင်းကျော်မှသည် သူကမုံငင်းကားမှသည် စကားအဆက်ဆက်မရှိပဲသူကဆရာဝိညာဉ်ရှိတယ်ဆိုတာယုံသလားဟုကျွန်တော်မေးလိုက်သည် မမမြမီอืมစိတ်ထဲရှိတဲ့အတိုင်းပြောရရင် ကျွန်တော်အဲ့ဒါတွေမယုံဘူးဗျအေးလေရုပ်ဝါဒီသမားကိုဘယ်ယုံမှမလဲ ကျမအဖေလည်းအဲ့ဒါတွေကိုမယုံဘူးကျမအမေလည်းမယုံပါဘူးလက်တွေမှမကြတာလူတွေကလက်တွေနီးကြကြသက်သေပြနိုင်မှယုံကြတာလေဒါပေမဲ့ဆရာကကျမတခုပြောနိုင်တာရှိတယ်ဘာများလဲဆရာဘာကြောင့်အိမ်တော်ကွဲသွားတယ်ဆိုတာကျမသိတယ်ဟွန်းမမျက်မြင်ရမဖြစ်နိုင်တာဒီကိစ္စမမျက်မြင်သိတယ်ဆိုတော့မဖြစ်နိုင်ပါဘူး မဲ့ကျမသိနေရလေမာထားသောစားစရာများရောက်လာသည်ဖြင့်ကျွန်တော်တို့စားနေကြသည်သို့သောကျွန်တော်စိတ်ထဲတွင်သိကျင်စိတ်တွေရတော့ပြင်းပြနေသည်မမမီဘာရီသိထားသည်ကျွန်တော်အိမ်တော်ရေးကိစ္စကိုကျွန်တော်လူတိုင်းအားလိုက်ပြောပြနေသည်မဟုတ်ကျွန်တော်မိသားစုအတွင်းမှာပင်ကျွန်တော်အဖေနဲ့အမေလောက်သာသိသောကိစ္စဖြစ်သည်မမမီရ အဘဲကြောင့်သိနေရသည်ကျွန်တော်တို့စားပြီးနောက်အဖေကြီးမှားကြသည်ကျွန်တော်ကတိကျင်စိတ်ကိုမထိန်နိုင်တော့သဖြင့်မမမီကျွန်တော်ကြောင့်ဘာတွေသိထားလဲဘလို့သိလဲကျမသိတဲ့အတိုင်းပြောရရင်ဆရာစိတ်ဆိုးမှလားဆိုးပါဘူးလောက်ကြံတာမပါပဲမှန်နေဆိုရင်ဘာဖြစ်လို့စိတ်ဆိုးစရာအကြောင်းရှိရမှာလဲ ကျွန်မဆရာကြောင့်ဘာကြောင့်သိချင်မှန်းတော့မသိဘူး။ဒါပေမဲ့ဟိုတလောကဆရာဇနီးဟောင်းရဲ့သူ့နောက်ယောက်ျားရဲ့သားလေးရဲ့ကိုတွေ့ပြီးတော့မှကျွန်မဆရာအကြောင်းပူသိချင်လာတယ်။ဆရာအကြောင်းဆိုတာထက်ဆရာဇနီးဟောင်းအကြောင်းမှာဒီအကြောင်းကိုဆရာကိုမေးလို့လည်းပြောမှာမဟုတ်တလူမေးတဲ့နဲ့အကြောင်းလည်းမဟုတ်ဘူး။ဒီတော့ကျွန်မနီးကျွန်မဟန်နဲ့သိရအောင်ကြိုးစားရတာပေါ့။ကဲပြောပါ ကျွန်တော်ဇနီးနဲ့ကျွန်တော်ဘာကြောင့်လမ်းခွဲလိုက်ရသလဲဆိုတာမမမီကရင်းနှွေးချမ်းကိုတကြိုက်တောက်လိုက်သည်ထို့နောက်ကျွန်တော်တဲတဲ့ကြည့်ပြီးဆရာမိမနဲ့ဆရာကအိမ်တော်ကြီးဖောက်ပြန်တဲ့အကြောင်းကြောင့်ကြွေးသွားကြတာအိမ်တော်ကြီးဖောက်ပြန်တယ်ဆိုတာကလေဆရာဘက်ကမဟုတ်ဘူးသူ့ဘက်ကဟမ်မမမီ ဒီကြောင့်ဘလို့သိတယ်လဲရုပ်ရှင်ယုံမှာဆရာပခုံးလေးပို့ခဏလေးမှီပြီးတော့ဆရာဝိညာဉ်နဲ့စကားပြောကြည့်လိုက်ယုံမှာပဲဆရာဗျာကျမသွားတော့မယ်မမမီကကျွန်တော်ကိုကြည့်ပြီးပြုံးကြည့်ကထွက်သွားသည်သူကဆိုင်ထဲဝင်ပြီးပတ်စံရှင်းသွားသည်ကျွန်တော်နောက်ထပ်15မိနစ်လောက်မလုံမရှက်ထိုင်ကား ဒင်းနေကွင်းထဲတွင်ကစားနေသူများကိုငေးကြည့်နေမိသည် ကျွန်တော်အဆောင်ကိုပြန်သည်ရေမိုးချိုးထမင်းစားပြီးနောက်ရန်ကုန်တက္ကသိုလ်ဝင်းထဲကိုရောက်လာခဲ့သည်တင်းနန်းလည်းတက်ကျင်စိတ်မရှိတက္ကသိုလ်ဒသနိကဗေဒဌာနကိုရောက်လာပြီးတငယ်ချင်းကိုဆိုးချိန်ကိုလာတွေ့သည်ကိုဆိုးချိန်ကဒသနိကဗေဒဌာနတွင် လက်ထောက်ကတိကအဖြစ်အမှုထမ်းနေသူဖြစ်သည်ကိုစိုးချိန်ကကျွန်တော်တို့တွေ့ရင်ဝမ်းသာအားရဖြစ်အေးတင့်မောင်ဘယ်ကနေဘလို့ရောက်လာတာလဲဟု စီးမေးသည်ငါဘီးဒီတက်နေတာလေကွာမင်းရန်ကုန်ပြန်ရောက်နေတယ်ဆိုတာကိုလှမင်းနဲ့မြို့ထဲမှာတွေ့တုန်းကပြောလို့လာတွေ့တာဝမ်းသာတယ်ကွာမင်းနဲ့ចောင်းပြီးကလေးကကွဲသွားလိုက်တာចောင်းစီကလုံနေတယ်ဆိုတဲ့သတင်းတော့ကြားတယ်ចောင်းစီကလုတ်တာများကွာ ဒီမှာနောက်တစ်နှစ်လောက်ဆက်တက်ပြီးတက္ကသိုလ်ဆရာလုပ်တော့ဘာဖြစ်မှာလဲငါအကြောင်းနဲ့ငါဖို့ကွာလာကွာတပည့်စင်သွားကြရအောင်အားတယ်မလားသွားကြမယ်လေကျွန်တော်နဲ့စိုးချိန်သည်ရန်ကုန်တက္ကသိုလ်တက်စင်ကအဆောင်လဲအတူတူအခန်းလဲအတူတူနေထိုင်ဘူးသူများဖြစ်သည်နှစ်ယောက်စလုံးစာကြဘူးများဖြစ်ကြသောကြောင့်ညီရင်းအကူများပါမှာခင်မင်ကြသည်ကျွန်တော်တို့တပည့်စင်ထိုင်ပြီးနောက် ကျွန်တော်ကစိုးချိန်ကိုမေးလိုက်သည်စိုးချိန်မင်းဝိညာဉ်ဆိုတာယုံသလားမင်းဘာဖြစ်လို့ဒီမေးခွန်းကိုမေးတာငါသိချင်လို့ပါကွာတိမဖြစ်မဲ့ကိစ္စတစ်ခုကြောင့်ပါဝိညာဉ်ဆိုတာစိတ်ပါပဲကွာဘလို့စိတ်လဲကွာစာရတော့စိတ်ကိုဝိညာဉ်လို့လဲခေါ်တယ်မနှောလို့လဲခေါ်တာပဲတို့မြန်မာတွေကတော့ဝိညာဉ် နှလုံးလိုလေတင်စားတယ်လို့လိပ်ပြာလိုလေပြောကြတာပဲဟုတ်ကွာငါသိကျင်တာလူတယောက်မှာဝိညာဉ်ရှိမရှိသိကျင်တာတက်ရှိတယ်ကိုစိတ်ဝိညာဉ်အုပ်ဆိုးတယ်လေကွာစိတ်ဝိညာဉ်ရဲ့အစီမံကိုခံနေကြရတာမဟုတ်လားစိတ်ဝိညာဉ်ခိုင်းစေတဲ့မြလုံနေကြရတာပဲစိတ်ဝိညာဉ်ရဲ့ဖန်ဆင်းတဲ့အတိုင်းဖြစ်နေကြရတာပဲဒါကြောင့်စိတ်ဝိညာဉ်ကိုအချက်အချာပဓာဏလို့ပြောကြတယ်လေ ဆိုချင်ဝိဝဲမနေပါနဲ့ကွာရုပ်ရှင်ဒီတဲ့ရလူဝိညာဉ်ဆိုတာရှိမရှိငါသိချင်တာနေ ਉ တင်မောင်မင်းငါမေးမယ်မင်းအဲ့ဒီလူဝိညာဉ်ကိုမြင်ဘူးလားတရားတစေဆိုတာကိုရောမြင်ဘူးလားငါပေါ်တလျှောက်မမြင်ဘူးကွာအေးငါလည်းမမြင်ဘူးပါဘူးမမြင်ဘူးလို့မရှိဘူးလို့မင်းပြောနိုင်လားအေး အဲ့ဒီလိုပြောဖို့ခက်တဲ့အနေထားတစ်ခုကိုငါကြုံနေရလို့ဆိုချင်ရဘယ်လိုကြုံနေရတာလဲလူတယောက်ကငါကိုထိပြီးငါလှုပ်ဝက်ထားတဲ့အကြောင်းကိစ္စတွေကိုသိသွားတယ်ကွာငါသူ့ကိုဘာဖြစ်လို့သိတာလဲမေးကြည့်တော့ "तू ဟာငါဝိညာဉ်ကိုမေးကြည့်တာ"လို့ပြောတယ်။ "तू ပြောတာတွေကမှန်နေလို့လား"မှန်နေတယ်။ဘယ်လိုအကြောင်းအရာမျိုးလဲကွာ"အေး ြောကခတ်လိုက်တာကွာငါလှုပ်ဝှက်ထားတဲ့ကိစ္စပါမင်းကိုလည်းပြောလို့မဖြစ်ပါဘူးတင်မောင်ငါတို့ကမယုံလို့မရှိဘူးပြောပေမဲ့ယုံတဲ့သူတွေရှိတတ်လို့လက်ခံတဲ့သူတွေလည်းရှိနေတယ်ဆိုတာမင်းမမေ့နဲ့ကွာဒီကြောင့်ပြောရအလွန်ခက်လာတယ်မင်းလည်းလက်တွေ့မကြရင်မယုံသူတယောက်ပဲမင်းအနေနဲ့ယုံလောက်တဲ့အကြောင်းပြချက်သက်သေတွေရှိနေရင်ယုံလိုက်ပေါ့ မင်းလည်းအတွေးခေါ်ရှိတာပဲငါလည်း तू နဲ့တွေ့မှာဘာတွေဖြစ်ကုန်တယ်လဲမသိပါဘူးကွာ तू ဆိုတာကဆိုချင်ရင်ငါနောက်မှလာခဲ့ဦးမယ်မင်းကိုနောက်မှအကြောင်းစုံပြောပြမယ်ကွာအခုတော့ငါမတင်မကျဖြစ်နေတာလေးကိုအပြေးပြန်ရှာလိုက်ဦးမယ်ငါနဝရေးဆောင်မှာနေတယ်ကွာကြုံရင်လာခဲ့ဦးနေခင်းဆိုရင်တော့စာသင်ခန်းနေနဲ့ကန်တင်းမှာရှိနေတတ်တာများတယ် အေးလေငါရောက်ရင်ဝင်ခဲ့ပါမယ်မင်းရဲ့သူဆိုတာလေးကိုငါနဲ့မိတ်ဆက်ပေးဖို့ဟုတ်ကဲ့ပါစိုင်းစရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုအပိုင်း30ကိုကျွန်တော်ညီလေးဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နားဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိကြံကူမာတွေ့လို့ ိတ်စီတန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်